လက်ပရောင်းတောင်ကျင်းညီစီမံကိန်းနဲ့ပတ်သက်လို့စုံစမ်းရေးကော်မရှင်ကထုတ်ပြန်လိုက်တဲ့အစည်းအဝေးခန်းစာထဲမှာစီမံကိန်းကိုပြန်လည်ပြင်ဆင်တုံ့တက်ပြီးဆက်လက်လှုပ်ဆောင်သင့်တယ်ဆိုတဲ့အချက်ကိုမကျေနပ်လို့စလင်းကြီးမြို့နယ်ကတုံရွာမှာမနေ့ကလူမှုစည်းဝေးပွဲတစ်ခုလုပ်ပြီးကန့်ကွက်ခဲ့ကြတာပါလက်ပရောင်းတောင်ကျင်းညီစီမံကိန်းကိစ္စကိုဖြေရှင်းရမှာလူမှုရဲ့ဆန္ဒကိုဦးစားပေးစဉ်းစားဖို့နဲ့လွတ်လပ်စွာပါဝင်နိုင်ခွင့်တွေပေးဖို့လက်ပရောင်းတောင်အရေးလှုပ်ရှားသူတွေကတောင်းဆိုလိုက်ပါတယ် ဒါပေမဲ့ဒေသခံပြည်သူလူထုတွေလည်းလုံးဝဒါကျင်းတဲ့လက်ခံမရှိပါဘူး။အဓိကကတော့လေဘလောင်းတော်ကျင်းပြီးစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့အာဏာရှိမှုပေါ်မှာအကြမ်းဖက်ပြီးတော့နေရာတိုင်းဖြည့်ရှင်းလို့မရဘူး။ပြည်သူလူထုကိုဖြည့်ဖြည့်ရောပါဝင်မှုကျေကျေပြန်ပြန်ပေးပြီးတော့မှဒါပြည်စုံဆွေးနွေးတဲ့ကြီးတွေနဲ့ဖြေရှာသင့်ပါတယ်။အခုပြည်သူလူထုတွေရဲ့မကျေနပ်မှုတွေဒီစီမံကိန်းနဲ့ပတ်သက်တဲ့နိနာချက်တွေချောမကြရင်ချိန်လေးမှာပဲဆန္ဒပေါ်သူပွဲတွေရင်းရင်းချင်းချင်းနဲ့ဥပဒေတွေတောင်းဆိုမှုတွေကိုနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကဆက်လက်တောင်းဆိုလှုပ်ရှားသွားမယ့်အစီအစဉ်တွေဖြစ်ပေါ်နေပြီ။အဲ့ဒါကိုအာဏာပိုင်တွေနဲ့ အပြောင်းအမြင်ကြီးကြီးနဲ့စီမံကိန်းတရက်ကိုဘလို့သွားမလဲဆိုတဲ့ခါမှာပြည်သူဆန္ဒကိုဦးစားပေးတဲ့ဟာမျိုးနဲ့စဉ်းစားပြီးတော့ကြကြပြက်ပြက်လူလူပါဝင်တဲ့ပုံစံမျိုးပါဝင်ခွင့်ပေးတဲ့အတိမပြုတဲ့ပုံစံမျိုးနဲ့ပဲတွေ့ဆုံဆွေးနွေးပြီးတော့ဖြည့်ရှင်းမှာလို့ကျွန်တော်အနေနဲ့မြစ်တာရဲ့ခံနေပါတယ်။လက်ဘရောင်းတောင်ကျင်းဒီစီမံကိန်းကြောင့်ဒေသခံတွေဟာသူတို့ရဲ့လေယာဉ်မြေတွေဆုံးရှုံးနေတာကြားရပြီး ကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးလာတွေပါရှိနေတဲ့ဆိုပြီးစီမံကိန်းကိုလုံးဝရပ်တန့်ဖို့အတွက်ဆန္ဒထုတ်ဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။စကိုင်းတိုင်းဒေတာကြီးမုံရွာခရိုင်ဆလင်းကြီးမြို့နယ်မှာပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကလက်ဘရောင်းတောင်ကျင်းဒီစီမံကိန်းရပ်ဆိုင်ပေးရေးတောင်းဆိုဆန္ဒပြတဲ့သူတွေကိုအကြမ်းဖက်ဖြိုခွင်းတာတွေဖြစ်ခဲ့ပြီးဒီပြဿနာကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် NLD ပါတီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ကော်မရှင်တစ်ရပ်ကိုအစိုးရကဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီစုံစမ်းရေးကော်မရှင်ရဲ့မတ်လ၁၂ရက်နေ့ရထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာတပိတ်စခန်းဖြိုခွဲစဉ်ကတုံးခဲ့တဲ့ဘုံအမျိုးအစားဟာမိဆုံးတက်ပါတဲ့မိခိုးဘုံဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။